နောက်ဗာဂျီးနီးယားကဒေသခံအချို့သူတို့ရဲ့နေအိမ်ကိုဇွန်လ25ရက်နေ့ကပြန်လာကြပါတယ်။လူ24ရောက်တည်ဆုံးခဲ့ပြီးအနောက်ဗာဂျီးနီးယားမှာရာစုနှစ်တစ်ခုတွင်အဆိုးအဝါဆုံးရေကျင်းမှုဖြစ်ပြီးနောက်သူတို့အိမ်တွေမှာဗားရီကြံရစ်ခဲ့တယ်ဆိုတာလာကြည့်ကြတာဖြစ်တယ်လို့သိရပါတယ်။ကလင်တီနီမျိုးလေးကမိသားစုတစုကတော့သူတို့အိမ်ထဲမှာရှုံ့လွင်နေတဲ့ညပတ်နေတာတွေ့ရတယ်လို့ပြောပါတယ်။သူတို့မိသားစုကအတင်းဘွက်တစ်ခုလိုအတူတူကစူးစမ်းပြီးရှုံ့လွင်နေတဲ့အပျက်စီးတွေကိုရှင်းလင်းရလိမ့်မယ်လို့မိသားစုဝင်တို့ဖြစ်တဲ့တီအစာချန်တလာကပြောပါတယ်။ ရည်ကြီးမှုကြောင့်ဆူဆူရဲရဲပျက်စီးသွားတဲ့အနောက်ဘာဂျီးနီးယားရဲ့ကောင်တီတုံးခုနဲ့အခြားဒေသတွေကိုလည်းအစိုးရရဲ့တောက်ပတ်မှုတွေရရှိနိုင်မယ်လို့အာနာပိုင်တွေကပြောကြခဲ့တယ်လို့သိရပါတယ်။အခုလိုတောင်လို့တဲ့ဒေသမှာဇွန်လ23ရက်နေ့ကမိုးရင်ဆလဲမကန်ရွာသွန်းခဲ့ကမြစ်တွေချောင်းတွေမှာရေချမ်းခဲ့ပြီးရည်ကြီးမှုတွေဖြစ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ဒီနေ့အတွင်းရည်ကြီးမှုများအနက်အနောက်ဘာဂျီးနီးယားမှာတည်ဆုံမှုကအနေဆုံးဖြစ်တယ်လို့သိရပါတယ်။ဇွန်လအစောပိုင်းတုန်းကလည်းတက်ဆက်ရည်ကြီးမှုမှာလူ16ယောက်တည်ဆုံခဲ့ပြီး တဆုံးသူတွေထဲမှာအမေရိကန်စစ်သား9ဦးလည်းပါဝင်ခဲ့တယ်လို့ရိုက်တာသတင်းရသိရပါတယ်ကျွန်တော်ချက်ချင်းမြည်ပါ